မင်္ဂလာပါဗျာအားလုံးကျမ်းမာပါစေချမ်းသာပါစေဘိုင်ရဲကိုမြန်နာမြန်ဘိုင်ကိုတကြလို့အားလုံးကြောက်ရှင်ပါစေကျောင်းကိုဘိုင်ကြီးစုဖို့ကောင်းတောက်ပါလေဒါဒီနေ့ကတော့၈ရက်၁၀လ2025နေ့လေပိုင်းလေးပေါ့ဗျာနော်အခုကျွန်တော်တို့ကြောင်ဘဲကိုတောက်တော်က V2V ရှင်းနေလိုက်တယ် DLL လေးအကြမ်းဖက်တွေကိုပိုးစုပစက်သိပိုးစုပစက်လက်ပိုးစုပစက်တိုင်တွေဘက်ကိုပလောင်လေးတိုင်တွေဘက်ကိုပလောင်တွေကတော့ဒီတဲ့တိုင်ရပလောင်လက်နက်ကိုင်တွေကတော့ပျက်ပြီး စုပ်ပြတ်တက်ကုန်ပြေးတာမှဟောခွေးလေးဝပြေးတလိမ့်ဆန်ပြေးကြွပြေးငတ်ပြေးပဲဒါပဲတက်မလို့ချုံနေတက်မလို့ချုံနေဒါကျွန်တော်သိတယ်တက်မလို့မလို့မလို့နော်မလို့ဘာလဲဆိုလွတ်ပေးတာဒီကောင်နေနဲ့အဲပြည်သူတွေနဲ့အဆင်ပြေလားတက်မလို့လွတ်ပေးရတာတက်မလို့ဒီကောင်နေနဲ့ပြည်သူနဲ့အဆင်ပြေတာပြေးလို့ချင်းထားပေးမလို့ဒါမှဒီကောင်လေးကပြည်သူတွေနှိမ့်ဆက်တယ်မနှိမ့်ချင်းနဲ့လူတတ်တဲ့ဆက်ကြီးကောက်တဲ့လုံချင်တာတွေလုံတယ်ရိုင်းချင်းတော့ရိုင်းနေတယ် အော်တောင်းတော်ကပြည်သူတက်ကြည့်ဒီလိုလွတ်ထားလို့မရတော့ဘူးဆိုတာတောင်းတော်ကသိတယ်အဲ့တော့နိုင်ငံကြီးကတည်းကကဲငါတော့အဲဒါဒီပြည်သူတွေကတော့တော်တော်ဒုက္ခရောက်နေပြီအဲ့တော့တောင်းတော်ကငါတို့ကုညီမရတာမှဆိုဒါကြောင့်ပဲကိုပြန်ပြီးတော့ထပ်သိမ်းပြီးတယ်အခုဖတ်ထုတ်ချတယ်အထက်အထက်ပါလဲအထက်တားလုံးပေါ့အထက်တားလုံးရဲစခန်းရဲစခန်းပတ်ချလိုက်ပါတွေးချပလိုက်တော့ပွဲကသိမ်းမယ်ကျွန်မသိရှိတဲ့လူကြီးတောင်တော်တော်များနေပြီကျွန်တော်သိရှိတဲ့လူကြီးတောင်တော်တော်များနေ20အထက်လက် 3လ90လောက်ဒဏ်ရာအထဲမှာရှိတဲ့ပစ္စည်းတွေလာဝယ်တဲ့ကလားတွေကိုဖြုတ်တော့တော်ရလို့ရှိတယ်အဲဘလောက်ကအဲ့လိုအဲ့လိုအဲ့လိုကောင်းလေဒီမှာတန်တီတော်မဟုတ်ဟာတရားချိုးတဲ့တန်တီတော်မကလားတွေကဝယ်ပြတ်တာတမသလိုမဝယ်လို့လာမလို့အထဲမှာအစိုးရရန်တရာရှိတဲ့ပစ္စည်းတွေတော့ဒီကလားတွေဝယ်တာပဲနော်အဲ့လိုရှိတယ်အဲ့တော့တောင်းတော်ကအဲဒီပလောင်တွေနဲ့ပလောင်လက်နက်ကင်တွေနဲ့ ကြောင်ဝဲပြည်သူတွေနဲ့အစီအပြေနိုင်တာတော့ပေးလိုက်တယ်အစီအမပြေနိုင်ကြောင်ဝဲပြည်သူတွေကမြန်မာတပ်လောင်ကြီးကိုလာပါလာပါဆိုတော့ကဲတပ်လောင်ကြီးကပြည်သူကိုချစ်တာကိုပြည်သူချစ်တော့အဲ့လိုမျိုးလောက်ရတဲ့ဆုံးမတဲ့အပိုင်းတွေရှိတော့ကင်ထလိုက်တဲ့ပွဲကပြတ်ကောပလောင်နဲ့ပြေးတာပြေးတာဒီဘောမှလည်းကျွန်တော်10မိုင်လောက်ပဲကျန်တော့တယ်နော်ဒီဘောမှ10မိုင်လောက်ပဲကျန်တော့တယ်ဒါကြောင်ဝဲကပတ်ချလေတယ်ကြောင်ဝဲမျိုးဆိုမျိုးပြရအိုးချောင်းချောင်းချောင်းရတဲ့အစားတောင်းတော့အကုတ်ကင်းထောက်ပြီးတိုက်တောက်ချိုးချိုးပြီးတိုက်တခါလေးရှင်း ီနေရာဒီနားမှာဒီကောင်လှုပ်ရှားတယောက်ကြံနဲ့တယောက်အကြံမထားတာအတခါလဲအပြက်ရှင်းတာကျွန်တော်ကနန်းဆန်တို့မန်းတုံတို့ကြက်ရတော့အင်္ဂါမှာဆက်စကိုင်းရှောက်ပြီးပါရင်လုံးဝဒီရှမ်းပြည်တခွင်ကြီးကိုလုံးဝထိချုပ်ထားတဲ့စကိုင်းကိုဟဲပြီးရှောက်ပြီးတော့မှအကုန်လုံးကိုထိချုပ်ထားဒီတိုင်းပဲကရင်ဆိုလဲဒီလိုပဲဆက်စကိုင်းအကြီးကြီးနေရာမှာနီးစက်တဲ့နေရာတွေမှာချလို့ရမယ့်နေရာတွေမှာ 咱要别买田路也别路伢们那样的嘛，大概四十块钱地里少。比如话路这丽江伢人家伢搞搞个土里把伢一家老路没有，他可能人家地话老路要搞个伊大把伢搞品种，再等不差的话，才四十块钱地里少差不多。侬路这么多的，按照南山路我们都能按上这四十块钱地里少不来。比如话路这下面大碗苗湾俺们伢呢停车，楼下来搞的们山里土里坡里都搞得新，啊，别话哩。 给人滚爱戴些，给呀，给人钱滚爱戴些，是若要看滚爱戴些呐。打开你啊，这家家来嘛，四十块钱的猪肉，打一下大猪的肉，一路四十看，钱猪肉，还有一点吃。给，这黄的狗黄的啊，狗肉的，一家人都进来老多狗肉煮，比黄路家啊嘛，四十块钱有还有一点吃了。一喊老妹，一喊哎的，老多嘛就干爱我的，明嘛，吗？另多端呢，人家里外多，一干嘞。 လှုပ်တဲ့နေရာမှာတကောင်တွေ့တကောင်ရှင်နောက်ဆုံးအဲ့လိုကြီးတွေထိုင်ကြတာတောင်းတော့လည်းပေးဆက်မှုမရှိတော့ဒီကောင်အကြမ်းဖက်တွေလည်းလှုပ်ရှားမှုမရှိတော့အခုကအဲတန်ဆက်ခန်းတွေကမျိုးတွေမျိုးတွေနဲ့နီးနေတဲ့ခါကြတော့တချို့လာရှိုးပဲဆိုလို့ဖြင့်တိုင်ယုံကအာတိုင်ယုံသွားတဲ့လမ်းတော်မှာလမ်းလျှောက်ဝင်လို့ရတာမျိုးဆိုဒါတွေကြတော့အဲ့ဒီအခက်ခဲတွေဖြစ်လာတာကိုကျွန်တော်အနေနဲ့တွေ့ရတာပြောပြတာအဲ့တော့အဲ့လိုနေရာကြီးကိုတိမ်လိုက်တိမ်ပြီးလို့ရှိုးလို့ကြဝါပါဒါမျိုးထိချုပ်ထားလို့ရအောင်လုပ်လာအဲ့ဒါဆိုတောင်းတော့ပြီးသွားပြီ။ ဘယ်ကောင်းမှနှံ့ကြည့်လို့မရငင်းငိုင်းကိုလက်နဲ့ခေါ်လို့မလိုက်ဘူးလက်နဲ့ခေါ်သွားလို့အဲ့လိုဖြစ်သွားနော်ကျွန်တော်ပြောပါလေအဲ့တော့အဲ့လိုမျိုးဟိုနေကိုနန်းစံလုံးမှတုံလို့ဒီပလောင်ပလောင်နေရကိုပဲအုတ်ချုပ်ကမှတခါတိတ်လိုက်တိတ်ပြီးစစ်စကိုင်းဆော့အဲ့တခွင်လုံးကိုဖန်ချုပ်ထားလိုက်တိုင်းဌာနချုပ်ကြီးကိုအဲ့ရောဟဲပြီးတကောင်းမကတ်လို့မရအောင်ဖြုတ်ပါလေကြောင်းလည်းလာကြလို့မရအောင်ဗျာဒရုန်းနဲ့လည်းလာလို့မရအောင်ဘုံနဲ့ချလို့မရတဲ့ပုံအကုန်လုံးနီးစနစ်ကြကြနဲ့တခါလဲချတာလဲပွဲရပြီးပြီး ဒီကောင်လေးတန်းတော်စစ်သားဆိုတာနဲ့မြမတန်းတော်ဆိုတာနဲ့ကြောက်ကြပြအောင်လုပ်ဖြစ်တာမှာအခွင့်အရေးနေနော်ဒါကျွန်တော်တို့ကအဲ့လိုမျိုးသုံးသက်တယ်အဲ့လိုဖြစ်လာကောင်းတာပေါ့ဒါနိုင်ငံအကြီးကြီးပေါ့မူတီမှာတကယ်နိုင်ငံမှာအာငါစစ်ကတကယ်အကြီးကြီးပုံကိုကြီးဒါဟာငါတို့ကဒီလိုလှုပ်လိုက်လို့ရှင်တော့အဲဒီကွင်းတွေဒီကောင်လေးငါတို့ပညာပေးရတဲ့ဒီကွင်းတွေငါတို့ဒီလိုချိုးရတော့မယ်တိုင်းဌာနချုပ်ကြီးတွေကဒီလိုမျိုးနေရာတွေမှာတိုင်းတိုင်းရဲ့ဌာနချုပ်ကြီးတွေကဒီလိုချုပ်ကန်လို့ရတဲ့နေရာတွေမှာ ခံရတော့မယ်ဆိုတဲ့အားမျိုးဆိုရင်တော့ပွဲရပေးပြီနောက်ဘယ်တော့မှနှစ်ပေါင်းယာနဲ့ထောင်နဲ့ချီတပ်မတော်ကိုတော်လိုက်ရဲမှာမဟုတ်တော့ဘူးနိုင်ငံရေးသမားတွေလှုပ်ရှားရဲမှာမဟုတ်တော့ဘူးနိုင်ငံရေးသမားတွေပါနည်းနည်းလှုပ်ရှားရင်တစ်ခါတည်းခေါ်တစ်ခါတည်းထောင်းနိုင်ငံရေးသမားတွေရှုပ်လို့ကျွန်တော်အဲ့လိုမျိုးဟုတ်တယ်လေဒီကောင်းလေးတော့နိုင်ငံရေးသမားတွေသားတယ်လုံးလိုက်တယ်မဲခိုးတယ်မဲလေးရွေးပေးလိုက်တော့မဖြစ်ဘူးအခုအဲ့ရနေပြဿနာပေါင်းသွားပြီးသူတွေထောင်ပေါင်းတောင်းပေါင်းလာသေးတယ်အိုးနေပြက်စီးတယ်ဘဝတွေပြက်တယ်ဒါကြောင့်ကျွန်တော်ကပြောတာနော်အာ ပါရဆိုလာမျိုးအဲ့လိုမျိုးမဟုတ်ဘူးကျွန်တော်ပြောတာဟုတ်လားအဲ့တော့အဲ့နိုင်ငံရေးသမားတွေလည်းပဲအာကုသို့လုံလာအာကုသို့တခါလဲရှင်းလို့ရအောင်လုပ်ပါမယ်နိုင်ငံရေးသမားတွေလည်းတိတ်ကြကြစစ်နဲ့မြင့်နဲ့ချမယ်နောက်နှထိုးကြီးအခုကျွေးထလိုက်တယ်နှထိုးကြီးအခုကျွေးလိုက်တယ်နှထိုးကြီးမလုံမလုံလို့ပြောနေမှာနှထိုးကြီးလုံတာဟုတ်တထေးကုန်းတော့လည်းကင်ထားလိုက်တာပဲဒီကောင်နေရဲ့ပါလဲဦးနေပြောမှာဟုတ်ဂိတ်ပေါ့အချမ်းကဂိတ်ကစ်ထားလိုက်တာအချမ်းကဂိတ်ကိုစခန်းစခန်းကိုကျွေးထားလိုက်တာပဲ အဲ့မှာမကြီးကုန်းရွာမှာရှိတဲ့နှထွေးမကြီးကုန်းရွာမှာရှိတဲ့အကျန်းဖတ်တဲ့စကံဖုံးချောင်းထဲမှာနေနေတဲ့ကောင်လေးအကုန်လုံးလက်ကုန်တာနဲနဲနော်နော်မဟုတ်ဘူးအခုကြားလာကျွန်တော်အဒီပြုနေတယ်တေးကြကြပြီးသွားရင်ကျွန်တော်ပြောပြအောင်မယ်အဲ့ဒါကြီးရတည်လားနှထွေးမှာကျွေးနေတာကြီးကိုကျွန်တော်နှထွေးမကျွေးလားမကျွေးလားပြောလို့ဒါအခုပြောပြတာနှထွေးအခုကျွေးနေတယ်နော်နှထွေးရလဲကျွန်တော်ပြောတေဟာလုံးရွာလုံးကျွတ်နေတာပီဒီအကျန်းဖတ်တွေပဲဖြစ်နေတော့အဲအဲ့ဒါဒိတ်ကြမှာပဲသူတို့ကတော့ဒါရှင်းရှင်းပြောလို့စေနောက် အခုပါလေ14ဘတ်ထင်တယ်ကျမ်းမတဲ့ကျွန်တော်ကအဲ့ရွာတော့မသိဘူးကကျွန်တော်စီလမ်းပေါ်လာအာကိုပိုင်းရတဲ့ကျမ်းမမှာတော့အာ၄လုံးလာချသွားတာအားရတယ်ပြားတယ်တကယ်စကန်အတိကျကွက်တီတွေရွယ်တယ်ကျမ်းမဘယ်နာနေတာလဲမသိဘူးကျွန်တော်လည်းတမမေးလိုက်တော့ဒါဘိုင်ဘာတဲ့လမ်းပေါ်ပြီးပို့လာတာအာဒါသူကတော့ဆလင်းကြီးဘက်ကပဲဆလင်းကြီးသူအဲ့ပါလေဆလင်းဆလင်းဘက်ကသူကဆလင်းဘက်ကပေါ့နော်အဲ့ဘက်ကအဲ့ဘက်ကအဲသူကအမြင်နဲ့အဲ့ဘက် အညာဒီသားဘက်ကသူပေါ့ဗျာကျွန်တော်ပြောပြနေတဲ့သူအဲသူကအခုကလာကြသူကဘုံချပြီဆိုတော့အဲ့မှာရှိတဲ့ဖတ်ဝင်ရသူကကျွန်တော်ဗိတ်တဲ့ကြောင့်တားပြောတာကျွန်တော်ချက်ချင်းလာပြောတာချက်ချက်ချင်းလာပြောတာအဲကျွန်တော်ထက်လည်းမမေးလိုက်ပါဘူးကွာငနေဖြစ်တာဟိုကြမ်းပါဆိုတော့ဘယ်နာလဲမသိဘူးအဲ့မှာတီးတယ်လို့ဒီမှာနောက်နေရမှာကျွန်တော်တေးချာစုံစမ်းပြီးပြောပြနောက်တစ်ခါတေးချာစုံစမ်းပြီးပြောပြကျွန်တော်တေးချာမမေးမိလိုက်သေးသူနဲ့ကွန်တက်ကပြန်မရတော့ဘူးဖြစ်သွားတယ်နော်ကဲထားလိုက်ပါတော့ line web line web ကိုထပ်ပြောမယ် KB နဲ့ line web မှာကျွန်တော်တို့ဒီ ေးတကောင်းမိုးကျွေးရလားအဲ့မှာကဒီ KNU တွေ KLL တွေဒီပေါ့နော်ရောက်နေပြီးတော့မှအနားမှာရှိတဲ့ရွာတွေကိုထွက်ဒါသမြန်ကြီးဥဒေတာလို့ပြောတယ်အဲ့ဒါအနားမှာရှိတဲ့စကန်တွေရွာတွေထွက်ပြီးပတ်စံကောင်းပတ်စံတောင်းပတ်စံလို့ဒါမျိုးတွေလုံနေတယ်လို့ဒါပြောတယ်အဲ့ရွာထဲမှာတော့အဲ့ဒီအကြမ်းဖက်တွေအများကြီးရောက်ရှိနေတယ်တဲ့ဒါတမ်းတော်ကအဲဆုံးမသိခြင်းနဲ့ဆိုတဲ့ဆန္ဒတစ်ခုကြောင့်ကျွန်တော်ကိုပြောတာပေါ့လေဗျာအဲ့ဒါတော့တမ်းတော်အပိုင်းတော့ဆုံးမတာမဆုံးမတာတော့တမ်းတော်အပိုင်းလို့ပဲကျွန်တော်နေရာလည်းပြောရမှာပေါ့နော် နောက်နောက်နောက်တစ်ခုကျွန်တော်ရခိုင်ဘက်မှာကရခိုင်ရေးတွေတော်တော်ဆိုးတယ်နော်တော်တော်တင်နေကြတယ်တင်နေဒီကောင်တွေပြောတာနိုင်နေ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 တာပြောနေတာဒီကောင်တွေမီဒီယာတွေပြောလိုက်လို့ကျွန်တော်ကနိုင်နေနိုင်နေတာပြောတာအာမနေကလည်းဆွဲလိုက်တဲ့ဥစ္စာပေါ်တာတွေအပိုးဆုံးဥစ္စာမိမတွေပါမချောင်အကုန်ဆွဲရိုက်နဲ့ဆွဲဆက်ခေါ်သွားတာလူရောက်ယာကြီးပိုင်းတော့ရှိတယ်ယာပိုင်းကြော်တယ်ကျွန်တော်ထင်တာကဒီသူတော်တော်ကြီးကိုများတယ်ဗျ၃၅လောက်ရှိမှထင်တယ်နော်အတဲအတဲနဲ့ရောက်အောင်ဆိုအတဲရောက်အောင်ဖြုတ်သွားတာ ယောနေကမဟိုဘက်မွတ်စလင်နေနဲ့တိုက်နေရတဲ့အာဆာရီနဲ့တိုက်နေရတော့လဲကုံနေကုံနာလားမသိဘူးဗျာသူကနိုင်နေတာပြောနေတာကျွန်တော်တို့အဲ့မှာကြားနေတဲ့တရင်နဲ့တမျိုးတွေပဲအဲ့ဒီကလူတွေကပြီးအာဆာတွေကလည်းပဲတွေ့တဲ့ကောင်တတ်နေတာအမှန်လေတော်တော်ဆိုးဆိုးတော့မွတ်စလင်ကောင်တွေရခိုင်ကဝါမလားတော့မသိရခိုင်ပြည်ကဝါမလားမသိဘူးရခိုင်ပြည်သူတွေကတော့ဘွားပြတ်မယ်အဲဘာဖြစ်လဲနိုင်ငံတကာတွေထွက်ပြီးတော့ရခိုင်ထောက်ဖို့ကောင်တွေမြန်မာမြန်မာပြောပါဆိုရွှေဆိုင်မှာတုံးနေတဲ့ရွှေပရိကောင်တွေပေါ့အာမြောက်ပိုင်းကရခိုင်တွေပေါ့နော်အဲ့ဒါရှိတယ်အာသူပြဿနာနေပေးနေမလား အဲအဲ့ဒီတော့ဟိုဘက်ကကိုညီကိုမလားလေအခုပါလိမ့်မယ်တိလာညီတို့ပြီးပြီးပြီးအဲ့ဆိုဟိုဘက်ကမစတီနေနဲ့လည်းချနိုင်ပြီအဆိုင်နဲ့လည်းချနိုင်အဓိကကဒီကိစ္စတွေကရခိုင်အင်းတွေမရှိဘူးလို့ရှိရင်တက်တော်ကဒါလိုနိုင်ငံတော်အစိမ့်နဲ့နှိမ်နေရမယ့်အပိုင်းတွေရှိတာအဲ့တော့မင်းတို့ကအင်းကိုထောက်ပံ့ပေးတယ်ပတ်သက်တွေထောက်ပံ့ပေးတယ်တိုက်ခိုက်နိုင်အောင်လုပ်တယ်အဲမင်းတို့အားရခအိမ်မက်ကိုမတ်ကြတယ် အရက်ခန့်အိမ်မက်ကိုမက်ကြတဲ့အခါကျတော့ဘာဖြစ်လဲဆိုတိုင်းရင်သူတိုင်းရတယ်ရခိုင်တိုင်းရင်သူတိုင်းသားတွေထေကြတယ်တက်ကြီးရွယ်တွေထေကြတယ်အကုန်လုံးထေကြတယ်တပ်မတော်ကအာဒါအခြေအနေပေါ်မှာမူတည်ပြီးမလုပ်တာဖြစ်နေမယ်ဒီကြောက်ပြတော်ဝိုင်းလောက်ပဲတပ်မတော်ကအာထိတ်ထိတ်တိတ်လုပ်ပေးနေတာရှိတယ်အဲ့တော့မင်းတို့အိမ်နဲ့ အဲကဟိုမိုဆလင်ကိုလည်းတိုက်ရမယ်တမ်လာကတိုက်ရမယ်ဆိုငါမျိုးပါပြုတ်သွားအောင်အဲကြောင့်တမ်လာမတိုက်တာဖြစ်မယ်ဗျအခြေအနေလေးကနော်အဲ့တော့မင်းတို့ကတက်မလောက်ကိုကျေးဇူးတရားမှာတက်မလောက်ကိုမင်းတို့ကောင်းဝန်သေးဖြတ်မှာတက်မလောက်ဘက်ကမင်းတို့ယက်တီရမှာရခိုင်တိုင်းရင်းသားတွေနော်မင်းတို့အေဘက်ကနေပြီးတော့ယက်တီလိုက်တဲ့အခါကျတော့အခုနောက်တစ်ချိန်မှာကြားလို့ရှိရင်ဘာဖြစ်လဲဆိုတော့အခုမင်းတို့မိုဆလင်တွေကလည်းပဲမင်းတို့ရခိုင်တွေတွေ့တွေ့တဲ့လူတွေလိုက်ရှင်းနေပြီတွေ့ရခိုင်ကရခိုင်စုံနဲ့ရှင်းပြီမိုဆလင်တွေကလည်းအဲ့ဘက်ကလည်းအေအစာတွေကလည်းပဲ အဲ့တော့မင်းတို့တွေကတော့တော်တော်ကြီးကိုရင်ဆိုင်ရအောင်ပဲเนาะတော်တော်ကြီးကိုရင်ဆိုင်ရအောင်ပဲအဲ့ဒါလေးတော့ကိုကိုဘာကြီးပြောခြင်းနဲ့မင်းတို့လှုပ်တင်လားမလှုပ်တင်လားတော့စဉ်းစားပါကွာလှုပ်တင်တော့လှုပ်ပေါ့လှုပ်တင်တဲ့ထင်လှုပ်ပေါ့မင်းတို့လူမျိုးမပြောက်ခြင်းလားလှုပ်ပေါ့ဒီကိစ္စတွေကအာဒီလိုမျိုးတွေဖြစ်ပေါ်လာလို့ရှိရင်နိုင်ငံတကာတိုင်းဖြစ်ပေါ်လာလို့ကျမြန်မာတပ်မတော်ရှိရမြန်မာတပ်မတော်ကနိုင်ငံတော်အစ်စ်နဲ့ရှင်းခဏလေးရှင်းလို့ရတယ်မင်းတို့ကတိုင်းရင်းသားတွေဖြစ်မလို့လို့မလို့နိုင်ငံတော်အစ်စ်နဲ့မရှင်းမနဲ့ဒါအာ level တန်းလောက်ဖြစ်နိုင်တဲ့အရေးချားတော့သူ level level လောက်နေတဲ့တော်တော်ပေးနေတာဖြစ်တယ်အဲ့တော့မင်းတို့ဆက်လက်ထောက်ခံမယ်ဆိုလဲထောက်ခံမို့ကွာဒါပဲပြောစရာရှိတယ်မင်းတို့ထောက်ခံမှုစီမင်းတို့ရခိုင်ပြည်သူတွေကိုတင်ကြေပြစည်းစီတာပဲလို့ပြောခြင်းတယ်အခုဒီတိချနေတဲ့ပွဲတွေကတော့တောင်းလောကတော့အမုန်းကျွေးနေတာပဲတွေ့တယ်တိတ်တော့မပြောသေးပါဘူးเนาะအစဉ်ပြေတော့ထပ်ပြောပေးမယ်အားလုံးကျမ်းမာစေကြောင်းစုမုံကောင်းတောင်းပါလေဗျာ အဲဒါတရေထုထူးတဲ့အားလေးတွေကျွန်တော်အခုတလောတော့အဲကျွန်တော်လည်းအချိန်နဲ့နဲ့လေးအားတော့ကျွန်တော်တရေဒီလိုဖိဗုတ်ထားလိုက်ယူကျွန်တော်ပြောတာနဲ့ကျွန်တော်ထွက်ထွက်ပြီးပြောပေးပါမယ်။အားလုံးကျမ်းပါစေကျောင်းဆုမကောင်းတောင်းပါတယ်ဗျာ။